ားလုံးမဲ့မဲ့လာပါအခုတော့ကျွန်တော်ပြောပြချင်တာကတော့ Arsenal ဟာဒီယာရီမာတာကျွန်တော် EPL နဲ့ဖလားလာမရခဲ့မဲ့ဆိုရင်တော့လိုတိုလေးကိုအချင်းကြီးကနောက်ရီမာမကောင်းနိုင်ဘူးဗျရမ်းပြောမဲ့ဆိုရင်တော့ဒီယာရီမာ Arsenal ဖလားမရရင်တော့လဲတာတည်လိုက်ပေါ့ဗျာအဲ့လောက်ထိကိုကျွန်တော်ပြောချင်တယ်အခုကျွန်တော်လက်ရှိ Arsenal အတင်းက ုတိယရာလီကို37တိုက်ချော်ဖြတ်ခဲ့ပြီးသူဟာချန်ပီယံဆုမှာအတွေ့အကြုံ ချန်ပီယံဆုတိုက်ပွဲအတွေ့အကြုံတွေလည်းသူအတင်းသားတွေမှာရှိရတယ်။ဒါပေမဲ့သူတို့မှာဖလားမရတယ်ဆိုတာလေးကတော့အများတော့ပြောချင်ကြပဲဒုတိယလူ30ဆက်အစီတူတွင်30ဆက်ဆိုပြီးတော့အများဝေဖန်နေစရာရှိကျတို့သူပြောများစရာလည်းအများကြီးဖြစ်နေတယ်ဒီလိုမျိုးကြော်လွားဖို့ဆိုရင်ဒီကြေးလေးမှာ major trophy အခုဖြစ်တဲ့ champion league တို့လကောင်ဒါမှမဟုတ်ပရီးမီယံလိုလကောင်ဒါမှမဟုတ်လည်းနှစ်ခုလုံးတို့လကောင်ကိုယူပြလိုက်မယ်ဆိုရင်တော့ဒီဖန်တန်နီကိုတော်တော်လေးကျွန်တော်ဒီတိတ်ဆိတ်သွားမယ်ဗျသူဖြစ်တော့ကျွန်တော်တို့ဒီຢာဒီမှာချန်ပီယံလိကိုစကန်းချန်နေရာထားပြီးတော့ကျွန်တော်တို့ first ချန်ကိုပထမဆုံးကျွန်တော်ဒီတွန်းတက်တဲ့ဆိုရမှာကပရီးမီယံလိပဲပရီးမီယံလိကိုကြည့်မယ်ဆိုရင်ဒီနေ့အာဆနယ်ရဲ့အဓိကအပြိုင်ပွဲကတော့နှစ်တင်းလို့ပြောလို့ရတယ်အဲ မန်ချက်စတာစီးတီးနဲ့လီဗာပူးပဲဒီနှစ်သင်းကိုကျွန်တော်တို့အရှိအနေထားမှာနှစ်သင်းလုံးအချိန်ကြာလဲမကောင်းဘူးဗျမန်ချက်စတာစီးတီးဆိုလဲသူတင်းကဒါဟာလန်ကင်နေလို့တာအမှတ်တွေရတယ်ဟာလန်ကိုရရှူလို့တာဘူးတွေရတယ်နေသားမျိုးကနေအခုဆိုရင်ဟာလန်လည်းမတွန်းနိုင်တော့ကျွန်တော်စီးတီးလည်းတိုင်ပတ်နေတာပြောမလာပြောတာစီးတီးဖန်တွေကိုတိုင်ကျွန်တော်တို့ကိုယ်တိုင်ကလည်းမန်စီးတီးကိုရာတွေမှာဖလားရမယ်လို့ကျွန်တော်မမျှော်မင်းဘူးကျွန်တော်ကအတင်းအကြီးဆောင်နေတယ်အခုမှလည်းကျွန်တော်တို့ဒါ triple winner ရခဲ့တော့က ကောင်းနေတဲ့အားလည်းမရှိတော့ဘူးဗျာဒီလိုမျိုးတက်ပြတ်နေတဲ့နမစီတီကိုလုံးဝကျွန်တော်တို့ဖလိုက်ရမယ်လို့တော့မထင်ဘူးချန်ပီယံဆုတိုက်ပွဲကိုမယ်အာဂျီရဲ့အာဆနယ်ရဲ့ပြိုင်ပွဲလိုပဲတက်မထားတယ်နောက်ဆုံးဖြစ်တဲ့ကျွန်တော်တို့လီဗာပူးလီဗာပူးကလည်းမနစ်ကယာတီကဂျာလင်ကလော့ရဲ့အတင်းကရှင်းဆိုသားမတွေကိုအာလီစလော့ကတမျိုးလေးပဲအတိတ်လုပ်ပြီးတော့ဖလားယူခဲ့တယ်တို့ပြင်မလဲဒီယာတီမှာသူတို့ ဒါအဓိကကသမားလေးကို ရောင်းချတယ်ကျွန်တော်တို့ဝေဝတီရက်သူကိုရောင်းချတယ်နောက်ပြီးတော့စေကြီးပေးပြီးတော့ Florian West တို့ဒါ Alexander Isak တို့ EKT ကြီးတို့ကိုကျွန်တော်တို့ခေါ်တယ်နောက်ပြီးအများကြီးပေါ့ဗျာသူတွေလည်း plan ပေါင်းလို့အများကြီးအားဖြည့်ထားပြီမြေဒီယာရီမှာလက်ပတ်ဘူးဟာနောက်တန်း Fletcher ပေါင်းနေလဲနေတယ်ဗျာအခုဆိုရင်လက်ပတ်ဘူးဟာ Premier League မှာဆိုရင်တော့တော်တော်လေးကိုရှုံးပွဲတွေကဆက်နေတယ်ဆက်နေတဲ့အချိန်မှာအမှန်ပြောမယ်ဆိုရင်တော့ အာဆနယ်တင်းတာလीကျွန်တော်တို့ရှိတော့တယ်ဗျအာဆနယ်ဟာရှုံးပွဲကတပွဲပဲရှိသေးတယ်လီဗာပူးလိုမန်စီးယိုဆိုရှုံးပွဲက၄ပွဲ၃ပွဲလောက်ရှိသွားပြီဗျချမ်ပီယံမန်ချမ်ပီယံဆူဖြစ်ချင်တဲ့တင်းတင်းကဟိုပုံမှန်၄ပွဲလောက်ထိရှုံးပြီဆိုရင်ယာလီဝက်မှာမတိုင်ခင်၄ပွဲလောက်ရှုံးပြီဆိုရင်တော့အခြေကမှန်တော့ဘူးဒါကကျွန်တော်တို့တီအိုလီပဲတရားလုံးတိုင်းတာနဲ့ချမ်ပီယံဆူကိုလိုချင်တဲ့တင်းကအနည်းဆုံးမိုင်ကုန်၄ပွဲလောက်ကိုကျွန်တော်တို့ ငါးဘွဲထားပါဗျာဒီလေးဘွဲငါးဘွဲလောက်ပဲကျွန်တော်ရှုံးရမှာအခုနေထားတဲ့မှာလေဘာပူးနေမှာစီတီကအဲ့ဒါရှုံးသွားပြီလေဘာပူးနေမှာစီတီကရနိုင်ဖို့ကတော့အခွင့်အရေးကိုအာစနယ်နဲ့ရှင်မယ်ဆိုရင်တော့လုံးဝဖေးဆုံးဟိုအကုန်လုံးကအာစနယ်ကဖက်ဖက်ကတားလေအမှတ်တော်လကောင်အခြေစွမ်းကတော်လကောင်ကျွန်တော်လက်ရှိနေထားမှာလေဘာပူးနေမှာစီတီပွဲကျက်နေတဲ့နေထားမျိုးမှာအာစနယ်ကအချင်းကြီးကဘွဲချောင်းနေတယ်ဒီလိုမျိုးခွန်ကြီးကိုအမေရဆုတ်ကြိုင်နိုင်မယ်ဆိုရင်တော့ အာစနယ်ဟာယာရင်မခုံခင်ဖလားရဘူးကတော့ခွင့်ရများတယ်ဗျမန်စီးလည်းရှုံးပါပဲမန်စီးလည်းတိုင်ပြအောင်ပဲကျွန်တော်လီဗာပူးလည်းတိုင်ပြအောင်ပါပဲအဲ့ဒီချင်တာမန်ချက်စတာယူနိုက်တက်တို့ချက်စီတို့ကတော့သူတို့ကဒါရှင်းပြမယ်ဆိုရင်တော့အခုမှခြေစွမ်းလေးကောင်းလာမှန်ပေမဲ့အာစနယ်ကိုစိတ်ခေါ်နိုင်စွမ်းအတိုင်းတာတော့မရှိသေးဘူးမန်ယူဆိုလည်းဒီဘက်မှာတပွဲကံရတော့လည်းပဲသူကကျွန်တော်နေတဲ့အာစနယ်ကိုရှင်ပြိုင်းပြီးတော့စိန်ခေါ်ရမယ့်အတင်းနဲ့မှမပါဘူးဗျာ ဟိုပြောမယ်ဆိုရင်တော့ဒီနေရာဒီမှာအားနေဟာတယောက်ထဲပဲဒီကောင်နဲ့ပြေးဖို့ကတော့အခွင့်အရေးအများကြီးရှိတယ်တကယ်လည်းပြေးနေနေပါပြီတကယ်လည်းရားနေနေပါပြီဒါမှမရရင်တော့အားစနယ်ကျွန်တော်တို့လဲတာတေးလိုက်ဖို့ကောင်းနေပြဘာဖြစ်ရအစနယ်ဟာဒီကြိမ်မှာကျွန်တော်အကြိုက်ကတော့လုံးဝအာဆင်နယ်ဖလားလို့ကျွန်တော်ပြောလို့ရတယ်ဗျာရွှေဖလားတော့မရပါဘူးရွှေဖလားကဘာလို့ဆိုလိုပါ့မို့ရှုံးသွားလို့မို့ရွှေဖလားကမရပေမဲ့အမတ်ကျွန်တော်မန်ချက်စတာစီးတီတင်ထားတဲ့အမတ်တရားစံချိန်ကိုကျော်ဖြတ်ပြီးတော့ယူသွားမလားဆိုတာကတော့စောင့်ကြည့်ရမယ်ဖြစ်ပါတယ် အားလုံးပဲကျွန်တော်အာဆင်နယ်ဖန်တွေဟာဒီရည်မှာတော့ဒီချာပေါက်ချန်ပီယံအောင်အာဆင်နယ်အကျဉ်းတရားခေါ်ပြီးတော့အမန်ကန်မဲဝီယာချန်ပီယံအာဆင်နယ်ဆိုတော့ဖြစ်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ